င်္ဂလာပါရှင်ကျမကတော့ဒီဂျူလိုင်းမှာ DBB ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်ငလင်တန်းကြောင့်တက္ကသိုလ်ဝင်တဲ့ဆောင်းဝဲအဖြစ်လွားတွေမီးလောင်ပျက်စီးခဲ့တဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ကချင်ပြည်နယ်ကကျောင်းသားကျောင်းသူ6000ကျော်ဟာမေလ9ရက်နေ့မှာဆောင်းဝဲပြန်ဖြည့်ရမယ်လို့ပညာရေးနဲ့နှိဆက်သူတွေစီကနေသိရပါဗျ။ အဖြေလွှာတွေမီးလောင်ပျက်စီးခဲ့တဲ့မန္တလေးတိုင်းတွင်ကမြို့နယ်ပညာရေးမှူးရုံးတွေစီတိုင်းပညာရေးဦးစီးဌာနကဆောင်မွေးပြန်လည်ကျင်းပနိုင်ရေးအတွက်ဧပြီလ17ရက်နေ့မှာစာပေးပို့ခဲ့ရလို့မန္တလေးမြို့နယ်ပညာရေးဝန်ထမ်းတစ်ယောက်ကပြောပါရယ်မြို့နယ်ပညာရေးမှူးရုံးတွေကိုပေးတဲ့ရည်ညွှန်းစာထဲမှာတော့မတ်လ29ရက်နေ့ကငလင်ဘေးအတွက်မန္တလေးကိုစစ်ကောင်းဆောင်ရောက်လာခြင်းပညာရေးဝန်ကြီးကိုညွှန်ကြားခဲ့တာလို့သိရပါရယ် လက်တလုံးမှာဖြေလွှာရီမိတဲ့ပါသွားတဲ့စာစစ်ဌာနတွေအနေနဲ့ဆောင်မှုဘက်ပြန်လဲဖြေဆိုဖို့ចောင်းသားចောင်းသူတွေကိုဆက်သွယ်တာမရှိသေးဘူးလို့ចောင်းသားမိဘတယောက်ကပြောပါတယ်။မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်းကြောင့်မန္တလေးတက္ကသိုလ်ပေမအဆောင်ပို့ပို့ထားတဲ့မန္တလေးစကိုင်းနေပြည်တော်နဲ့ကချင်ပြည်နယ်ကចောင်းသားចောင်းသူ6954ယောက်ဖြေဆိုထားတဲ့အဖြေလွှာ၄သိန်းလောက်ကမီးလောင်ဆုံးရှုံးခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်ရှင်။ တပင်းနဲ့ကြက်ခတ်ရွာဖုန်ကြီးကြောင့်ကိုစစ်တပ်ကလင်းနဲ့ပြစ်ခတ်ခဲ့တာကြောင့်ကိုရင်နှစ်ပါးအပါဝင်ပြည်သူ၅ယောက်သေဆုံးခဲ့ပါတယ်။တုဒ္ဒချမ်းသာသတင်းပေးပို့ထားပါရရှင်။ ဧပြီလ၁၂ရက်နေ့မိုးလင်း၂နာရီဝန်းကျင်ကစကိုင်းတိုင်းတပင်းနဲ့နောက်ချမ်းကချက်ခွာဖုန်ကြီးကြောင့်စစ်ကောင်စီကဂျက်ဖိုက်တာနဲ့ပစ်ခတ်တာကြောင့်ကိုရင်နှစ်ပါးပါဝင်ပြည်သူ၅ယောက်တေဆုံးပြီး၅ယောက်ဒဏ်ရာရခဲ့တာပါတတဦးနေစစ်ကတက်လာတဲ့ဂျက်ဖိုက်တာကစစ်ပေးဆောင်တွေခုံလုံးနေတဲ့ချက်ခွာဖုန်ကြီးကြောင့်ပစ်ခတ်တက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ပေးဆောင်အများစုနေရာပြောင်းရွှေ့ထားပြီးဖြစ်တာကြောင့်ထိခိုက်တေဆုံးမှုနေခဲ့တာလို့ဒေသကောင်ဝေးအဖွဲ့ကောင်ဆောင်တယောက်ကပြောပါတယ် ရခရွာဘုံကြီးအောင်ကိုချသွားတာစစ်ပေးချောင်း၂ယောက်သေးတယ်ကိုရင်လေး၂ပါးပြန်လို့တော့မူတယ်အကြောင်းသား၁ယောက်သေးတယ်ဒဏ်ရ၅ယောက်ဒေဆုံး၅ယောက်အဲ့မှာကငကူတော့ကစစ်ပေးချောင်းနေနေတယ်ကတပည့်ရင်စကန်သိမ့်ပြီးတော့တပည့်ရင်ကမြို့ထဲကထွက်လာတဲ့စစ်ပေးချောင်းတွေကိုအဲ့ဘုံကြီးအောင်ထဲမှာထားတာအဲ့ဒါကိုလာပြစ်တာအဲ့ကိုေးပေးရနေပြီးတော့မှအဲ့ဒီကိုလေချောင်းနဲ့ပြစ်ပေးဖို့တင်ထားလို့မဟုတ်ဘူးပြီးတော့စစ်ပေးချောင်းနေရပြန်ပြီးတော့နေရရွှေ့ပေးထားတာကြာပြီ၂လ၃လရှိနေပြီဒါကကလက်ကျန်စစ်ပေးချောင်းငွေ၁၀ယောက်လောက်ပဲရှိတော့တာ စစ်ကောင်စီကစကိုင်းတိုင်းထဲမှာလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေပြီး PDF တွေရှိနေနိုင်တဲ့နေရာတွေကိုပိတ်မှတ်ထားတိုက်ခိုက်နေတာပါ။ April 17ရက်နေ့စနေနေ့တွေမှာကနီမင်းငင်းနယ်သက်ကြီးရွာတွေကိုလေကြောင်းကနေပိတ်ခတ်တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။စတဲ့ရနေ့ည9နာရီဝန်းကျင်လောက်မှာနမကအတက်လာတဲ့ပါရာမော်တာတစ်စီးက60မမ3လုံးချသွားတယ်နှလုံးကွဲတယ်တလုံးမကွဲဘူးအဲ့ဒီနေရာကသင်းငန်းရဲ့အနောက်ဘက်နားမှာနမိုင်အကွာလောက်ကတကူကဂိတ်ဟောင်းရှိတယ်အဲ့ဂိတ်ဟောင်းကိုပစ်တာ ကေဟောင်းကကြတော့အလုံးမရှိတော့ခြေရဖြောက်သွားပြီဖြစ်တဲ့အတွက်ဒီကဲမှုမရှိဘူးဒါပေမဲ့အဲ့ဟာကားလမ်းမကြီးဖြစ်တဲ့အတွက်ခီးသွားခီးလာအမျိုးသမီးတယောက်တော့ခြေတော့ဆက်ထိတော့ထိသွားတယ်ညကိုနိုင်ဝင်းကျင်တော့မှမကွေးရတက်လာတဲ့ဂျက်ဖိုက်တာတစီးရဲ့နေပြီးတော့အီလာလီတက်ကတက်လာတဲ့ဂျက်ဖိုက်တာတစီးရဲ့ကပေါင်300ရတယ်အဲ့ဒီနေရာမှာချသွားတယ်ဒီကဲမှုမှုမရှိဘူးလို့တော့ပြောတယ်အေပီ12ရက်နေ့မနေ့ငင်းကင်းမြို့နယ်တဲကအဲ့ဇင်ကလေးရွာလူအဝင်ပေါ့ပကပပလာဘပွဲတွေကရွာပြည်သူတွေကို အပြင်ကိုရှောင်တန်းခိုင်းထားလိုက်တော့တာအလူလေးရှိတော့နောက်ထပ်အစိမ့်မချလို့လာပြစ်မှာကြောက်လို့တင်းတဲ့အတိုင်းပဲဒီနေ့မနေ့တရာဝူလီတက်ကနေပြီးတော့ဒစီတက်လာတယ်နောက်ပြီးတော့မိဒီလာရှာတဲ့လီတက်ကနေပြီးတော့ဂျပိုက်တာဒစီနှစ်စီးလာပြီးတော့အဲ့ဇင်ကလေးဘာမှထပ်ပြစ်တယ်ဒီနေ့မနေ့ပြစ်တာကတော့ပြည်သူထိခိုက်မှုမရှိတော့ဘူးအိမ်နေတော့ပျက်စီးတယ်မိလောင်သွားတာတွေရှိတယ်အားပြင်းငလင်လုတ်ခတ်ပြီးနောက်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ယာယီအပြစ်ရဆယ်ကြောင်းဧပြီလ2ရက်နေ့မှာစစ်ကောင်စီကကြေညာထားပေမဲ့နိုင်ငံတော်မှလေကြောင်းတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တာတွေဇက်တိုက်ပြုလုပ်နေတာပါ။ မတ်လ28ရက်နေ့ကနေဧပြီ17ရက်နေ့ထိစစ်ကောင်စီကနိုင်ငံတော်အနေနဲ့တောင်းတက်ခိုင်းမှု166ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ့နဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်135ယောက်တေဆုံးခဲ့ပါတယ်။ကျွန်တော်တူတာချန်လာပါ တောင်ကိုရီးယားနိုင်ငံအင်ချွန်မြို့ဘူဖြောင်းမြို့နယ်မှာရှိတဲ့နှွေဦးစင်တာရုံးခန်းမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG လူခွင့်ရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းနဲ့နှွေဦးစင်တာ MFDMC ကတာဝန်ရှိသူတွေဧပြီလ13ရက်နေ့ကတွေ့ဆုံပြီးတော်လိုင်းကာလာတွင်လူခွင့်ရေးကိစ္စတွေပါဝင်တော်လိုင်းအလွန်သဘောထားမြင်နေတဲ့အကြံပြုချက်တွေဆွေးနွေးခဲ့ကြပါတယ် ဆွေးနွေးပွဲကိုလူခွင့်ရေးဝန်ကြီးကောင်မျိုးမင်းနဲ့အတွင်းရမူတောင်ကိုရီးယားနိုင်ငံဆိုင်ရာအန်ယူဂျီကိုယ်စားလှယ်ဦးရန်နိုင်ထွန်း၊နှွေဦးစင်တာကတာဝန်ရှိသူတွေ၊မြန်မာဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC ဥက္ကရာဦးစော်မိုးအောင်နဲ့အတွင်းရမူတွေတက်ရောက်ခဲ့ကြပါတယ်ရှင်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာဧပြီလ17ရက်ည9နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ရဲ့လက်နက်ကြီးပစ်ခတ်လို့လူသေဆုံးခဲ့ပြီးနေအိမ်တွေမီးလောင်ပျက်စီးခဲ့ရလို့ဒေသခံတွေစီကနေသိရပါဗျာ။ လက်နက်ကြီးကြီးကြရောက်ပေါက်ကွဲခဲ့တဲ့နှထိုးကြီးမြို့နယ်လက်ဝဲမြင့်နီကျေးရွာအတွင်းမှာနေထိုင်တဲ့အသက်82နှစ်ရွယ်ဦးပေါ်သက်ဟာနေရာမှာနေတည်ဆုံးခဲ့သလိုလူနေအိမ်၅လုံးထပ်မင်းလည်းမီးလောင်ပျက်စီးခဲ့လို့ဆိုပါတယ်လဝဲမြင့်နီရွာကိုစစ်ကောင်စီတပ်ကမကြာခဏနာဆိုသလိုလက်နက်ကြီးတွေနဲ့ပစ်ခတ်လေရှိပြီးခမရ15တပ်ရင်းတွေကနေလက်နက်ကြီး၄ချိန်နှိပါပစ်ခတ်ခဲ့တဲ့အတွက်ထိခိုက်သေးဆုံးမှုတွေရှိခဲ့တာလို့နထိုးကြီးအခြေဆိုင်တော်လန်ရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံက DVB ကိုပြောပါရစေ။ စစ်ကောင်စီတပ်ဟာလက်ဝဲမြင့်နေကြီးရွာကိုစစ်ကြောင်းထိုးတာနဲ့လေကြောင်းတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေတဲ့အတွက်ဒေသခံတွေဟာနေရက်စွန်ခွာထွက်ပြေးနေကြရတာနှစ်နဲ့ချီကြာမြင့်နေပြီဖြစ်တယ်လို့ဆိုပါရရှင်။ DBB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ဒီဂျူလိုင်းပါ။